လူတွေဟာနောက်လိုက်နောက်ပါတွေနဲ့အချမ်းရံတွေအကျော်စောတွေများလာလို့ရှင်ဘဝင်မြင့်ပြီးအောက်ခြေလွတ်သွားအချမ်းရံမရှိဘူးတကူဒီဆိုတဲ့အခါကျတော့လုံးလီဖြစ်ပြီးတော့စိတ်ဓာတ်တွေကျပြန်တယ်ဟောတာစိတ်ဓာတ်ရဲ့တည်ငြိမ်မှုမရဘူးကိုကိုကိုစဉ်းကျင်စဉ်းစားထားအချမ်းရံရှိတယ်ဆိုတာလည်းအဓိကမဟုတ်ဘူးမရှိဘူးဆိုတာလည်းအဓိကမဟုတ်ဘူးဘယ်အရာမှမမြဲဘူး ကိုယ်စိတ်လေးဖြူစင်ပြီးတည်ငြိမ်မှုကအဓိကကြတယ်လို့ဆိုပြီးတော့စိတ်ဓာတ်လေးကိုဖြူစင်အောင်ကြိုးစားအထုတ်မှန်ကန်တဲ့အတွေ့နဲ့တွေးပြီးတော့ခုခံကာဝယ်ထားထို့တူပဲနေတာပတန်တာလောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာကဲ့ရဲ့ခံရတဲ့အခါရှိတယ်လို့ချီးမွမ်းခံရတဲ့အခါလည်းရှိတယ် လူတွေကကဲ့ရဲ့ခံရရင်စိတ်ဆိုးတယ်ချီးမွမ်းခံရလို့ရှိရင်တော့ဂျင်းနဲ့တယ်ဝမ်းသာရွှင်ပြအဲ့ဒါဟာစိတ်ဓာတ်ရဲ့မတည်ငြိမ်မှုပဲလောကရန်မုံတိုင်းတာမခံနိုင်လို့လှုပ်ရှားရိမ့်ရိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အဲ့တော့ချီးမွမ်းခံရရင်လည်းဘာလို့อ่ะဟုတ်တယ်သူပြောတဲ့အတိုင်းငါမှတကယ်ချီးမွမ်းတိုက်တာရှိ Appreciate ပေါ့အတိမပြည့် ကဲရခံရလို့ရှင်လေအေးဒီကောင်ငါ့ကိုကဲရရမလားလို့ဆိုစိတ်မဆုံးဒီငါကဲရတိုက်တဲ့ဟာရှိတယ်လို့ appreciate သဘောပေါက်နားလဲအဲ့ဒီနည်းနဲ့ခုကမြတ်စွာဘုရားကဗြဟ္မစာလတုံမှာဆုံးမဩဝါဒပေးထားတာရှိတယ်ယဟန်နေမှတ်သားစရာကောင်းတယ်ဟာကလူတယောက်ကကိုယ့်ကိုလာပြီးကဲရပြီပြစ်တင်ပြီလို့လာပြောလို့ရှင်မြတ်စွာဘုရားကစိတ်မဆိုးအောင်လုပ်ပါ စိတ်မဆိုးပါနဲ့အဲ့တော့စိတ်မဆိုးအောင်ကနှလုံးသွင်းတရားမရှိဘဲနဲ့စိတ်မဆိုးအောင်နေဖို့ဆိုတော့တော်ခက်တယ်စိတ်လေးကိုပြင်လိုက်ရုံပဲစိတ်လေးကိုပြင်လိုက်ရုံပဲသူပြောတဲ့တွေကိုအတိမမပြုတ်ဘူးလေအတိမမပြုတ်လက်မခံပဲနေတာမြတ်စွာဘုရားကတစုံတယောက်ကလာပြီးတော့ဆဲတယ်ဆိုလို့ရှိရင် ပုံနာကြီးတယောက်ဆဲတော့ကမြတ်စွာဘုရားဥပမာပေးတာရှိတယ်။ပုံနာကြီးတယောက်ကဘုရားကိုဆဲတယ်။ဆဲတာမှရိုင်းရိုင်းပြပြဆဲတာ။မျက်နာကိုကြည့်ပြီးတော့ရိုင်းရိုင်းပြပြဆဲတာ။မြတ်စွာဘုရားကလက်မခံဘူးဒီတိုင်းပဲနေတယ်။အตาလေးတုံ့ပြန်မှုမပြုတ်ဘူး။ဆဲလို့အားရသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကသူ့ကိုမေးခွန်းထုတ်တယ်။ မင်းအိမ်မှာမိတ်ဆွေသင်္ကားတွေလာတဲ့အခါမုံပဲသေးစားတွေနဲ့လက်မခံဘူးဧမခံဘူးလားလို့ဆိုဧခံတယ်အဲ့ဒီမုံပဲသေးစားတွေကိုဧတဲ့ကစားမသွားရင်ဘသူဟာလဲလို့ဆိုဒါဧခံတဲ့လူအင်ရှင်ရဲ့ဟာပဲပေါ့အဲ့ဒါလိုပဲမင်းမင်းကငါ့ကိုဆဲရခြင်းဖြင့်ဧခံတယ်ငါလက်မခံဘူးအဲ့တော့ဆဲရတာမှန်တယ်ဗျမင်းဟာတွေပဲငါလက်မဆိုင်ဘူးဆဲတဲ့လူကိုပြန်ဆဲလို့ရှိရင် လက်ခံရရောက်တယ်သူဟာကိုအတိမတ်ပြုတ်လိုက်ရရောက်တယ်ဆဲတဲ့ပုဂ္ဂိုလ်ပြန်မဆဲပဲနေမှသူကအတိမတ်မပြုတ်ရရောက်တယ်ကိုယ်စီမရောက်လာဘူးအတန်ရောက်တာပဲရှိတယ်ကိုယ်စိတ်ကိုလှုပ်ရှားအောင်မလုပ်နဲ့မုံတိုင်းကြီးဘလောက်ပြင်းပြင်းတောင်ကြီးသည်မလှုပ်သလိုပဲတစ်ပိုင်လိုရိမ့်ချိုးပြီးတော့မသွားဘူးကြန့်ခိုင်တဲ့စိတ်ဓာတ် အဲ့ဒီမြတ်မဆန္ဒတော့မှာမြတ်စွာဘုရားကဘယ်လိုဟောထားလဲအေးကိုယ်ကလာကဲ့ရလို့ရှင်စိတ်မဆိုးနေဘာဖြစ်လို့စိတ်မဆိုးနေပြောရင်စိတ်ဆိုးနေရင်တုတ်တက်မှုအန္တရာယ်ဟာမင်းမှာပဲဖြစ်မယ်တုတ်တက်မှုအတွက်အနှောက်အယှက်ဖြစ်သွားလိမ့်မယ်ဒါတည်းမကဘူးစိတ်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်ဟာအတိညာမှာတုံးသွားတယ် တစ်ဖက်သားပြောတဲ့စကားအကောင်းဆိုးအကြောင်းကျိုးဆိုတာ तू မစဉ်းစားနိုင်တော့စိတ်ဆိုးတာနော်စိတ်ဆိုးလိုက်တာနဲ့တပြိုင်နဲ့ तू အကောင်းဆိုးအကြောင်းကျိုးနားမလဲဒီကလေးကကိုကနစ်နာနေပြီအဆဲလဲခံရသေးတယ်အကဲ့ရဲ့လဲခံရသေးတယ်ကိုယ့်ရည်ရှင်တဲ့နှလုံးထဲမှာလှုပ်ရှားပြီးတော့အကောင်းဆိုးအကြောင်းကျိုးသိတတ်တဲ့အသိပညာလဲကိုယ်မှာမဖြစ်ဘူးဆိုကိုယ့်ရဲ့ဆုံးရှုံးမှုတွေဒီမှာပဲရှိနေပြီအဲ့ဒါကြောင့်မြတ်စွာဘုရားက တုံမန်ယေဝတ္တေနအန္တရာယောကဲ့ရဲ့လို့ဆင်းပြန်ပြီးတော့စိတ်ဆိုးနေမယ်ဆိုလို့ရှိရင်ကို့အတွက်ပဲဒုတက်မှုရဲ့အန္တရာယ်ဖြစ်မယ်ဒုတက်မှုရဲ့အန္တရာယ်ဖြစ်ယုံနေမကဘူးသူပြောတဲ့စကားရဲ့ကောင်းလားအဆိုးလားဆိုတာမခွဲခြားနိုင်တော့ဘူးဒေါသဖြစ်နေသည့်အတွက်ကြောင့်ဒေါသစိတ်မုန်းနေသည့်အတွက်ကြောင့်အကောင်းဆုံးခွဲခြားနိုင်ဘူးတဲ့အဲ့ဒီကလေးကမှန်မှန်ယွင်ယွင်လုံတော့မယ်ဆိုတဲ့အဓိပ္ပာယ်ရနေပြီနော်